မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေဒီနေ့လည်းကဒရင်းတွေကိုတိဆက်ပေးပါမယ်ကဘာစီယာစဝိတရက်ခန့်ချမ်ပတ်စကောင်စီတက်ကကဲန်ယူကိုတဖန်ပြန်ပြီးအချမ်ပတ်အဖြစ်ကြီးညာမှုဟာတခိုးကလူပြန်ဟစ်နေတာသာဖြစ်တယ်လို့ဂယုဆိုင်ရှာအကြောင်းကိုမရှိဘူးလို့ကဲန်ယူကတုံ့ပြန်လိုက်ပါတယ်မြန်မာနိုင်ငံမှာပြည်တွင်းပါဆယ်ပို့တာနဲ့အ мян ချောလုပ်ငန်းတွေအနေနဲ့ စစ်တပ်ကတားမြစ်ထားတဲ့ကန့်သက်ကုန်တွေပို့ဆောင်ရင်းလုပ်ငန်းလိုင်စင်ပိတ်သိမ်းမဲ့အပြင်ဥပဒေပုံမှန်များစွာနဲ့ပါအရေးယူမယ်လို့အကြက်ဖက်စစ်တပ်ကအတိအလဲချိန်ချောက်လာတယ်ဆိုတဲ့သတင်းပါဝင်ဒီနေ့လည်းကသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ကမ္ဘာစစ်ရဇဝတ်တရက်ခန့်အကြက်ဖက်စစ်ကောင်စီတပ်ကကဲညူကိုတဖန်ပြန်ပြီးအကြက်ဖက်အဖြစ်ကြီးညာမှုဟာတခိုးကလူပြန်ဟစ်နေတာသာဖြစ်တယ်လို့ဂယုစိုက်ရှာအကြောင်းကိုမရှိဘူးလို့ကဲညူကတုံ့ပြန်လိုက်ပါတယ်လက်ရှိမှာတဲ့ မြန်မာနိုင်ငံမှာအရသာပြည်သူတွေကိုတန်ငါဒေါ်တွေနဲ့ကလေးသူငယ်ပါမချမ်းလူငယ်လူရွယ်တက်ကြီးရွယ်အိုတွေအစုံနှီးပေါင်းစုံနဲ့တပ်ဖြတ်နေတဲ့ကပစစ်ရာဇဝတ်တရက်ခန့်အကြမ်းဖက်စစ်ကောင်စီတပ်ကတရင်မျိုးသားအစည်းအရုံး KNU ကိုတဖန်ပြန်ပြီးအကြမ်းဖက်အဖွဲ့အဖြစ်ဩဂုတ်လ28ရက်နေ့ကပဲထုတ်ပြန်ကြေညာလာတဲ့အပေါ်တခိုးကလူပြန်ဟစ်နေတာတာဖြစ်တဲ့အတွက်ဂရုစိုက်ရှာကိုမလိုဘူးလို့ KNU ဗဟုအလုံးမှုဆောင်ပြောရေးဆိုခွင့်ရှိသူဘဒုစော်တော်နီကတုံ့ပြန်ပြောဆိုလိုက်ပါတယ်လက်ရှိမှာလည်း ဘသူမှအတိမမပြုပဲသူကိုသူယာယီတမရအဖြစ်ကြီးညာထားတယ်အကျန့်ဖက်မင်းအောင်လိုင်းကိုတိုင်ကခက်တီတီနဲ့ကဲညူကတရားဥပဒေစိုးမိုးရေးနိုင်ငံတော်တည်ငြိမ်အေဂျင့်ရေးကိုနှောက်ရှက်နေတဲ့အဖွဲ့ဆိုတာတွေရောနိုင်ငံပိုင်အဆောက်အုံတွေကိုဖျက်ဆီးနေတဲ့ဆိုတာတွေအပြင်သူတို့စစ်တပ်နေရာတွေကို drone တွေလက်နက်ကြီးတွေနဲ့ပစ်ခတ်တယ်ဆိုတာတွေကိုပါထည့်ပြောပြီးကဲညူကိုအကျန့်ဖက်အုပ်စုအဖြစ်ကြီးညာတယ်ဆိုပြီးတော့ထုတ်ပြန်လာတာပါဒီလိုအကျန့်ဖက်မင်းအောင်လိုင်းနဲ့သူတို့စစ်အုပ်စုဘက်ကကြီးညာမှုဟာ တခိုးကလူပြန်ဟစ်နေတာသာဖြစ်ပြီးလက်ရှိသူတို့စစ်တပ်ကပဲနိုင်ငံတကာနဲ့ကမ္ဘာစာမျက်နှာမှာအကြမ်းဖက်သမားအမှန်အကန်ဖြစ်နေတယ်ဆိုတာကိုနိုင်ငံတကာတရားရုံးတွေဖြစ်တဲ့ ICJ, ICC နဲ့ Argentina တရားရုံးတွေမှာမင်းအွန်လိုင်းနဲ့သူတို့စစ်တပ်စစ်ကောင်းဆောင်တွေကိုစစ်ရာဇဝတ်မှုပေါင်းများစွာနဲ့စွဲချက်တင်ထားမှုတွေကအတိုင်းသာတသက်ပြနေပြီးသားဖြစ်တယ်လို့လည်းဘဒုဆော့တော်နီကတုံ့တက်ပြောဆိုထားပါတယ်။လက်ရှိအကြမ်းဖက်မင်းအွန်လိုင်းနဲ့သူတို့စစ်တပ်ဟာ မိုးလုံးပြေမူတာဝါဒစကလုံးတွေနဲ့ရုပ်ရင်းကြံတန်းပြီးတကိုးကလူကိုပြန်ဟစ်တတ်တဲ့စာကမအဆင့်တက်မပူတဲ့အတွက်ဂန်ညူအနေနဲ့သူတို့စစ်တပ်ကထုတ်ပြန်နေတာတွေကိုဂယုဆိုင်စရာအကြောင်းကိုမရှိသလိုလက်တွေကပအစ်စ်ရာဇဝိတ်ကောင်းတွေအနေနဲ့ကပတရားရုံတွေကဝရန်ထုတ်ခန့်ရတဲ့သူတွေဟာမင်းအောင်လိုက်နဲ့သူတို့စစ်တပ်ပဲဖြစ်နေတဲ့အတွက်အကြမ်းဖက်ကဘသူတွေလဲဆိုတာထွတ်ထွတ်တူတူတက်တဲ့ပြနေစရာမလိုဘူးလို့ဂန်ညူပြောရဲဆိုခွင့်ရှိသူဘလို့ဆော့တော်နီကပြောဆိုထားပါတယ်ခင်ဗျာ ဖက်မှာတော့မြန်မာနိုင်ငံမှာပြည်တွင်းပါဆယ်ပို့တာနဲ့အ мян ချောလုပ်ငန်းတွေအနေနဲ့စစ်တပ်ကတားမြင်ထားတဲ့ကန့်သက်ကုန်တွေပို့ဆောင်ရင်လုပ်ငန်းလိုင်စင်ပိတ်သိမ်းမဲ့အပြင်ဥပဒေပုံမှန်များစွာနဲ့ပါအရေးယူမယ်ဆိုပြီးအချက်ဖက်စစ်တပ်ကအတီလင်းချင်းချောက်လာတယ်လို့သိရပါတယ်။ဒါကတော့လက်ရှိပြည်တွင်းပါဆယ်ပို့တာတွေနဲ့အ мян ချောလုပ်ငန်းတွေစီကိုစစ်ကောင်စီတပ်ကချင်းချောက်ထားတဲ့အကြောင်းကြားစာတွေပေးပို့လာတယ်လို့ပြည်တွင်းပါဆယ်ပို့နဲ့အ мян ချောလုပ်ငန်းတွေစီကနေသိရပါတယ်။ ပြည်တွင်းပါဆယ်ပို့နယ်အမြန်ကျော်လုပ်ငန်းတွေအနေနဲ့မြို့နယ်ချပီးပို့ဆောင်ရင်ပါဆယ်တစ်ခုအတွက်အလေးချိန်3ကီလိုဂရမ်သာပို့ဆောင်ရမှာဖြစ်ပြီးမြို့တွင်းဆိုရင်ပါဆယ်တစ်ခု10ကီလိုဂရမ်သာပို့ရမယ်လို့စစ်တပ်ကကန့်သတ်လိုက်တဲ့အကြောင်းကိုပါဆယ်ပို့နယ်အမြန်ကျော်လုပ်ငန်းဝန်ထမ်းတအုပ်ကပြောထားပါတယ်။ဒါပြင်ပြည်တွင်းပါဆယ်ပို့လုပ်ငန်းတွေနဲ့အမြန်ကျော်ပို့လုပ်ငန်းတွေအားလုံးလိုက်နာရမယ်စီမင်းစည်းကမ်းတွေနဲ့တမင်းကန့်သတ်ကုန်ပစ္စည်းတွေအပြင်မပို့ဆောင်ရမယ်နေရာတွေနေမြေတွေကိုပါစစ်တပ်ကထုတ်ပြန်ထားပြီး ဲ့ဒီထုတ်ပြန်ချက်ကိုမလိုက်နာတဲ့လုပ်ငန်းတွေအားလုံးကိုလုပ်ငန်းလိုင်စင်ပိတ်သိမ်းမဲ့အပြင်ဥပဒေပုံမှန်ပေါင်းများစွာနဲ့ပါအရေးယူခံရမယ်ဆိုပြီးစစ်တကအတီလင်းခေါ်ယူပြောဆိုထားပြန်တယ်လို့သိရပါတယ်အတိအကကတော့အခုတော်လိုင်းရဲ့တပ်တွေရှိတဲ့နယ်မြေတွေအားလုံးကိုလူသုံးကုန်နဲ့စားတောက်ကုန်တွေဘာမှပုတ်ကွက်မပေးတော့တလို့နယ်မြေတွေကတော့ရှမ်းမြောက်ရခိုင်ကရင်ချင်းကရင်ရင်းသားကြီးမွန်ဘကိုးစကိုင်းမကွေစတဲ့နယ်မြေတွေအားလုံးပါဝင်ပြီး လက်ရှိသူတို့စစ်တပ်ကထိ ंछ ုံထားတဲ့ရန်ကုန်မန္တလေးနေပြည်တော်လောက်သာပို့ခွင့်ရှိတဲ့သဘောပါပဲလို့ပါဆယ်ပို့နဲ့အမြန်ချောလုပ်ငန်းဝင်တဲ့အုပ်ကပြောထားပါတယ်။တပတ်ကခီးတဲ့တင်အဝေးပြေးကားဂိတ်တွေကနေတဆင့်ကုန်စည်ပို့ဆောင်မှုတွေအလုံးပါလေ။လက်ရှိစစ်တပ်ကချမှတ်ထားတဲ့စီမင်းစည်းကမ်းတွေကြောင့်ကုန်ပစ္စည်းတန်စားတည်ယူမှုတွေယာယီရဆိုင်ထားရပြီးအထူးသဖြင့်စေဝါလူသုံးကုန်ဆိုလာလျှက်စစ်ပစ္စည်းအမျိုးသမီးလာစင်သုံးပစ္စည်းတွေကိုတည်ယူပို့ဆောင်ခွင့်မရှိတဲ့တားမြစ်ကုန်တွေအဖြစ် အဝေးဘေးကားဂိတ်တွေကလက်မခံတော့သလိုလူမပါဘဲကုန်ပို့ဓာတ်တွေခဏနားထားတယ်ဆိုပြီးတော့ပါရန်ကုန်မကွေးပြည့်စွဲနေတဲ့ခီးတဲ့တင် express line ရဲ့တာဝန်ခံတဦးကပြောထားပါသေးတယ်ခင်ဗျတဖက်မှာတော့ စကိုင်းတိုင်းမုံရမြို့နယ်အတွင်းစစ်ကြောင်းထုတ်ဝင်ရောက်လာပြန်တဲ့အကြက်ဖက်စစ်ကောင်စီတပ်သားတွေကိုတော်လိုင်းပူပေါင်းတပ်တွေကဝိုင်းဝန်းတိုက်ခိုက်ခြင်းမို့အတွင်းစစ်ကောင်စီတပ်သား15ဦးဝင်းကျင်ကတော့အသီးသီးတိတ်ကုန်ကြပြန်တဲ့အပြင်ဒဏ်ရာရတဲ့သူတွေနဲ့ပါစစ်တပ်ကအတိနာသွားကြတယ်လို့ရင်းနှီးကားတပ်ဖွဲ့ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ္တကိုပြောပါတယ်ဒါကတော့အောက်လ20ရက်နေ့ကပဲမုံရမြို့နယ်အတွင်းစစ်ကြောင်းထုတ်ဝင်ရောက်လာပြန်တဲ့အကြက်ဖက်စစ်ကောင်စီတပ်သားတွေကို ဒေါ်လာဟိပူပုံတက်တွေကကြောက်ကကြေးရွာအနီးမှာဝိုင်းဝန်းတိုက်ခိုက်ချင်းမုန်းခဲ့တယ်ဆိုပါတယ်။အဲ့ဒီမှာနှစ်ဖက်အပြန်အလှန်တိုက်ပွဲဖြစ်ပွားမှုအတွေ့စစ်ကောင်စီတပ်သား15ဦးဝင်းကျင်ဟာပြစ်ခတ်မှုတွေကြားမှာပဲအသီးသီးတေကုံကြတာကိုမြင်တွေ့နေရတယ်လို့ဒဏ်ရာရတဲ့သူတွေလည်းတော်တော်ကိုများသွားပြီးစစ်တပ်ကအထိနာသွားကြတယ်လို့ရင်ကားတပ်ဖွဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်။လက်ရှိ စကိုင်းတိုက်မှာတော့ဒေါ်လာဟိတပ်တွေထိန်းချုပ်ထားတဲ့နေမြေတွေကိုစစ်တပ်ကပြန်လည်ထိန်းချုပ်ခြင်းနဲ့အတွက် စစ်ကြောင်းထိုးတာတွေတွားတွားလုံနေပြီပဲဒေါ်လာရေးတတွေတိုက်ခိုက်ချင်းမုံမှုတွေဂျာမာစစ်တပ်ဘက်ကသာအထိနာပြီးတချို့စစ်ကြောင်းတွေဆိုပြန်ဆုတ်ပြေးသွားရတဲ့အခြေအနေတွေပဲဖြစ်နေတယ်လို့ဒေတာတွေသတင်းအရင်းမြစ်ကပြောထားပါသေးတယ်ခင်ဗျတဖက်မှာလေမကွေးတိုင်းကံမမြို့ပေါ်ကအချက်ဖက်စစ်ကောင်စီရဲ့ yes scan gate ကိုတော်လိုင်းတပ်တွေက drone နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ red giant အဖွဲ့ရဲ့ down knee ကရန်ကုန်ခေတ္တကိုပြောပါတယ်ဒါကတော့ ်ဩဂုတ်လ26ရက်နေ့ကပဲကမ်မမြို့ပေါ်မှာစစ်တပ်အထိုင်ကျတပ်ဆွဲထားတဲ့ yes scan gate ကိုဒေါ်လာရင်းတပ်တွေက drone နဲ့နှစ်ကြိမ်ဘုံကျဲတိုက်ခိုက်ခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုအတွေ့ဂိတ်စခန်းမှာရှိတဲ့စစ်ကောင်စီတပ်သားတွေဟာညီကြီးမမှောက်ရက်ပြတဲ့သူကပြည့်ကစင်ကလျားနဲ့ထွက်ပြေးတဲ့သူကပြင်းနေဝရုံသုံးကားတွေပြစ်ကုန်ကြသလိုထိခိုက်သိဆုံးမှုအရေးအတွက်ကိုတော့ဆက်လက်အတည်ပြုနေပါတယ်လို့ red giant အဖွဲ့ရဲ့ down league ကပြောထားပါတယ်လက်ရှိမကွေးတိုင်းဘက်တွေမှာတော့ မြို့ပေါ်နေရာဒွေမာသားစစ်တကအတိကထိန်ချုပ်ထားပြီးကျန်တဲ့မြို့ပြင်နေမြေတော်တော်များများကိုဒေါ်လိုင်းတက်တွေကသာစိုးမိုးထိန်ချုပ်ထားသလိုအခုလိုမြို့ပေါ်ကစစ်တပ်တက်ဆွဲထားတဲ့နေရာတွေဟာလည်းဒေါ်လိုင်းရေးတက်တွေရဲ့တိုက်ခိုက်မှုကိုမကြာခဏဆိုသလိုခံနေရတယ်လို့လည်းဒေတာတွင်းသတင်းအရင်းမြစ်ကပြောထားပါသေးတယ်ခင်ဗျာတဖက်မှာတော့မုံပြင်းရဲ့ရင်းမြို့နယ်ကကြောင်းရွာစံပြကျေးရွာမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ ခမရ9ခုတက်ရင်မှာအပုခံထားရသူစစ်ဦးတန်းတသားတစ်စအောင်ဖြိုးတန်ဆိုသူဟာလက်နဲ့နဲ့အတူဒေါ်လာရေးတက်တွေးစီကိုမရမကထွက်ပြေးလာပြီးအလင်းဝင်ရောက်လာတယ်လို့ YGF တပ်ဖွဲ့ရဲ့တောင်မှရှိသူတို့ကရန်ကုန်ခေတ်တိကိုပြောပါတယ်ဒါကတော့ဩဂုတ်လ28ရက်နေ့ဖြစ်တဲ့မနေ့ကပဲရေးမြုံနယ်ကကြောင်းရဆန်ပြကြည်ော်မှာရှိတဲ့အချက်ဖတ်စစ်ကောင်စီရဲ့ခမရ9ခုတက်ရင်မှာအပုခံထားရသူစစ်မှန်တသားတစ်စအောင်ဖြိုးတန်ဆိုသူဟာအလင်းဝင်ခြင်းနဲ့အကြောင်း ဝိုင်းကြီးရဲ့တပ်ဖွဲ့စီကိုအရင်ဆုံးဆက်သွယ်လာနေဆိုပါတယ်အဲ့ဒီနောက်မှာပဲသူကင်ဆောင်တဲ့ MA4 တနက်ကိုပါတပါးရဲ့ယူချလာပြီးတော့ဒေါ်လာရေးတပ်တွေစီကိုမရမကထွက်ပြေးလာပြီးအလင်းဝင်ရောက်လာတယ်ဆိုပါတယ်အဲ့ဒီလိုအလင်းဝင်ရောက်လာတဲ့စစ်မှုထမ်းတပ်သားတစ်ဆောက်အောင်ဖြိုးတက်ဆူသူဟာကွင်းကောက်မြို့ကဖြစ်ပြီးလက်ရှိမှာတော့သူကိုဒေါ်လာရေးတပ်တွေကကောင်းကောင်းမွန်မွန်လက်ခံကြိုးစိုးစောင့်ရှောက်ပေးထားပြီးလက်နက်ပါပါလာတဲ့အတွက်စုငွေလည်းချင်းမြင်ပေးထားပါတယ်လို့ဝိုင်းကြီးရဲ့တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျ ဖက်မှာတော့တင်းသာဤတိုင်းတည့်ချောင်းမြို့နယ်မှာစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကပြည်သူနှုတ်ကိုတပ်ဖြတ်သွားပြီးခြေရွာ၃ရွာကိုမိရှုဖျက်ဆီးသွားတယ်လို့တဝဲခဲအမှတ်နဲ့တရင်ရတာဝန်ရှိသူတို့ကရန်ကုန်ခေတ်ကိုပြောပါတယ်။ဒါကတော့ဩဂုတ်လ၁၂ရက်နေ့ကနေ၂၅ရက်နေ့အထိတည့်ချောင်းမြို့နယ်အတွင်းစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာအုတ်ထူစော်ဖျားနဲ့မိုးရွှေကုန်းခြေရွာတွေကိုဝင်ရောက်ပြီးပြည်သူလူအုပ်ကိုတပ်ဖြတ်သွားရုံနဲ့မကနေအိမ်တွေကိုပါအကြောင်းမဲ့မိရှုဖြက်စီးသွားကြတယ်ဆိုပါတယ် ။အဲ့ဒီလိုစစ်ကောင်စီတပ်ရဲ့မိရှုဖျက်ဆီးမှုကြောင့်နေအိမ်ပေါင်း90ကျော်မိလောင်ပြကျသွားတဲ့အကြောင်းကိုလက်တလောသိထားရပြီးအဲ့ဒီအချက်ဖက်စစ်ကောင်စီတပ်စစ်ကြောင်းဟာပြည်သူပိုင်းနေအိမ်တွေကတံပိုးရှိပစ္စည်းတွေကိုပါစိတ်ကြိုက်ခိုးယူပြီးတော့ကားတွေနဲ့တဲသွားကြသေးတယ်လို့လည်းဒဝဲခဲအမှတ်နဲ့တရင်ရတာဝန်ရှိသူတို့ကပြောထားပါသေးတယ်ခင်ဗျ။တစ်ဖက်မှာတော့အချက်ဖက်စစ်ကောင်စီရဲ့နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးကပတ်စပို့စာအုပ်ပုဇင်းနှုံးကိုတိုးမြင့်ကောက်ခံမယ်ဆိုပြီးကြေညာလာပြန်ပါလေ။ ။ဒါကတော့လက်ရှိပြည်တွင်းကနိုင်ငံကူးလက်မှတ်ရှောက်ထားမှုတွေမှာအရင်ကငွေကြက်၄000အဖြစ်စအုပ်ဖိုးကောက်ခံရကနေလာမယ့်စက်တင်ဘာလတရနေ့ကစပြီးငွေကြက်၄000ကျွဲပေးသွင်းဖို့တတ်မှတ်လိုက်တယ်ဆိုပါတယ်။ပြီးခဲ့တဲ့နှစ်စက်တင်ဘာလတရနေ့ကလည်းအခုလိုပဲ9000ကျပ်တိုးမြင့်ကောက်ခံခဲ့တာကြောင့်အရင်စအုပ်ဖိုးငွေဈေးနှုန်း3000ကျွဲကနေ4000ကျပ်ဖြစ်လာရကအခုကမှတော့စစ်ကောင်စီဟာစအုပ်ဖိုးကိုတတ်မှန်တိုးမြင့်ကောက်ခံလာတာပဲဖြစ်ပါတယ်။လက်တလုံးမှာတော့ အချမ်းဖက်စစ်တပ်ကအစ်စ်ဖွဲ့စည်းထားတဲ့စစ်ကော်မရှင်ဘက်ကနေဒိုင်းနယ်ပြည်နယ်တွေရဲ့နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးယုံတွေမှာအွန်လိုင်းရချင်းရယူနိုင်အောင်ပြုလုပ်ပေးခဲ့ပြီးတဲ့နောက်ရန်ကုန်နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးယုံအပါဝင်တချို့ယုံတွေမှာအချင်းကြာမြင့်စွာရချင်းဆောင်ဆိုင်ရတာတွေမရှိတော့ပေမဲ့စစ်တပ်ကအခုတမျိုးတော်ကြာတမျိုးနဲ့သူတို့လှုပ်ချင်ရလှုပ်နေတာတွေကြောင့်ဘယ်အချိန်မှထပ်ပြီးအပြောင်းလဲတွေဖြစ်လာအောင်လဲဆိုတာမသိနိုင်သေးဘူးလို့နိုင်ငံကူးလက်မှတ်ယုံတဲ့နှိစက်သူတွေကပြောထားကြပါလိမ့်ခင်ဗျာ okay dakara yang khit tik ka ni di ni la ke training ko